ာရိပုတ္တရာရဲ့ညီတော်ဖြစ်တဲ့စုံဒဆိုတဲ့တစ်ရှင်ကိုဘုရင်တို့ကိုရွတ်ဖတ်ခိုင်းပြီးတော့မြတ်စွာဘုရားကဘုရင်တို့တောင်ကိုလာယူတယ်။အဲဒီလိုလာယူပြီးတဲ့အဆုံးမှာလည်းမြတ်စွာဘုရားသခင်ကိုရောမြတ်ချမ်းသာသွားတယ်လို့ဆိုတာ။အဲဒီငူရင်တုတ်တန်တွေကပန်ယောပန်ဒီတော်ရဲ့မှာပါ။ပြည့်ကြီးတဲ့မှာပါတာက 阿查里里，这沙雕的阿尼呢，是啥呢？我耶，我见到满世沙雕阿罗妈妈哦，飞机出来的，飞机出来的那个龙啊，高贵精，别阿尼个高贵精，少少钱出来的，对不对呀？别阿尼阿尼个高贵不呀？ ရိတရားတော်များကိုခေါ်တယ်။ပရိတရားတော်တွေဟာမြန်မာနိုင်ငံမှာစာအုပ်အနေနဲ့တနည်းအားဖြင့်တစ်ခုတည်းစုဆောင်ပြီးတော့ထားတာပရိတိ73ဆိုတော့ပရိဟာ73တင်လာလို့ဆိုတော့မကဘူး။မြန်မာနိုင်ငံမှာနောက်ဆုံးသာသနာပဲဖြစ်သွားတဲ့ဆရာတော်ကြီးရှိတောင်းဝင်ဆရာတော်လို့ခေါ်တယ်။အဲ့ဒီတောင်းဝင်ဆရာတော်ကြီးကလည်းပိဋကတ်ထဲမှာပါတဲ့ ွယ်ပြုမဲ့သုတ်တွေကိုစုပေါင်းပြီးတော့ရေးသွားတယ်။ဒါဆိုလည်းဒီကနေ့ခေတ်မှာသိကြည့်တော့မသိကြတော့ဘူးကဲ။အလုံးသင်ယူနေတဲ့သင်နေတာတော့ပရိသတ်တက်ပဲပေါ့။ဆက်လက်ကြကြတယ်နားလဲနားကြပဲပေါ့။အဲဘုရင်တို့တော့ဘုရင်တို့မဟုတ်ပဲနဲ့ပြည့်စင်ရပ်မှုအတွက်အသုံးဝင်အောင်တနည်းအားဖြင့်ဘုရင်တရားဆိုတာ တိုင်းအဆင့်မြင့်နဲ့ဝါနိုင်ကြတာမဟုတ်ဘူးဝါနိုင်ကြတာမဟုတ်သည့်အတွက်ကြောင့်ဘုရင်တရားချမ်းသာလို့ယောဂကြောက်ဖို့ဆိုတာကအဲ့ဒါမှခဲရင်သွားလိမ့်မယ်အဲ့ဒါကြောင့်မလို့သစ္စာစကားအနေနဲ့ယောဂဝိညာဉ်ပြောင်းအောင်ဆိုပြီးတော့ပြိထဲကဘုရင်ဆုံးချက်တော့သစ္စာစကားကိုဆဲထားပရိတရားတော်ကိုလိုက်ပြီးရရှိမယ်ဆိုရင်အဓိကပါတဲ့အဆုံးကြည့်ပြီးတော့မြတ်စွာဘုရား ောက်ရှောက်မှုပြီးတယ်လေလို့ဆိုလို့ရှိရင်မေတ္တာနဲ့သစ္စာမေတ္တာကိုအဆုံးပြုပြီးတော့အကဝယ်ပေးတယ်သစ္စာဆုံးပြီးတော့အကဝယ်ပေးတယ်မေတ္တာတရားလည်းပဲအကဝယ်ဖြစ်တယ်ဒါကြောင့်မို့လူတွေကပြောတယ်မေတ္တာချုပ်မှလုံနေလို့မေတ္တာချုပ်မှလုံနေလို့ပြောတာအေးမေတ္တာဖို့မယ်ဆိုလို့ရှိရင်ကိုယ်ပေါ်မှာဘေးရန်အန္တရာယ်တွေမရောက်နိုင်ဘူး မေတ္တာထားပဲဆိုရင်အန္တရာယ်ကင်းနိုင်တယ်ပေါ့သုဘာသုရသောဘုရားကိုအန္တရာယ်ပြုမလို့အရက်တိုက်လိုက်ပြီးတော့မူးလျော်အရက်တိုက်ပြီးတော့နှုတ်လိုက်တဲ့လာလာကြီးကြီးဆင်ကြီးတွေပဲ ਨੇ ရသောဘုရားသခင်ကိုရမြတ်ကမေတ္တာပို့လိုက်တဲ့အခါကျတော့အမှုကြီးပြီးတော့မြတ်စွာဘုရားရှေ့မှာထူထောက်ပြီးအယုဒိပြုတဲ့အရှင်ရောက်သွားတယ်။ဓမ္မိတရဲ့အစွမ်းအားတွေပေါ့နော်။ ဲ့တော့ဓမ္မဆောင်ဉာဏ်ရဲ့မေတ္တာတကောကတော့အမတ္တမကြီးမှဘာလို့လို့လေ့ကျင့်တာဘုရားတို့တွေအဲ့လိုရွေ့ရမှာမဟုတ်ဘူးဘာလို့မရတော့ဆိုဘုရားမေတ္တာလောက်ဤမိတို့မှလေ့ကျင့်ထားတာမဟုတ်ဘူးမေတ္တာတရားကတော့ဆိုင်းတတိချက်တာမှန်တယ်ဆိုတော့လေ့ကျင့်တဲ့ပုံမှာမူတည်ပြီးတော့လာတာနော်အလေးချင်းမရှိလို့ရှိရင်ကိုယ့်ရဲ့မေတ္တာကဆူရောက်ချင်မှဆူရောက်တယ်။အဲ့တော့ဆူ ာပြရမလို့ဆိုအလေးချင်းရှိပါတယ်အဲ့ဒါလို့အလေးချင်းရှိပါအဲ့တော့မေတ္တာဆိုတာအလေးချင်းလုပ်ပြရတယ်အလေးချင်းမလုပ်လို့ရှိရင်ဆူရောက်မှုတော့ရှိမှာမဟုတ်ဘူးတကယ်အလေးချင်းလုပ်ပြလို့ရှိရင်မေတ္တာရဲ့အစွမ်းအားတွေထက်လာတယ်ဒါကြောင့်မို့မေတ္တာဆိုတာမနှောကံမနှောကံမေတ္တာကိုအလေးချင်းလုပ်ပြီးတော့ပွားပေးဖို့လိုအပ်တယ်အဲ့တော့ပြည်ကြီးထဲမှာမေတ္တာစုတ် ေါ်ကြတယ်။နောက်တစ်ခုသစ္စာသစ္စာဆိုတာလည်းပဲစွန့်ဤတည်းဖြစ်တယ်။သစ္စာဆိုတာမှန်တယ်ကိုပြောတာ။ကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်မှန်တာကိုပြောပြီးတော့ကုလညနာတစ်ခုကိုပြောတာ။အဲ့ဒါသစ္စာဆိုတာ။အဲ့ဒီစံစကားမှာလည်းအမှန်မပါဘူးဆိုရင်စွန့်ရင်တတိချက်တယ်တဲ့။ဒါကြောင့်မလို့ဒီဘုဒ္ဓံတော့မှာတော့ စ္စာပြုတဲ့အနေနဲ့ပြင်ဆင်ပြီးတော့ရေးသားပြီးတော့ဘုရားတော်ကိုထည့်သွင်းပြီးတော့ထားတယ်။ဘုရင်ဘုရားတော်တွေမှာစစ္စာဆိုတာမပါဘူး။ဒါကြောင့်မို့ပြိတဲ့ကြတော့တစ္ဆာဆိုတာကိုအသုံးပြုပြီးတော့အနေရခဲ့အောင်စီမံထားတယ်